ဲ့ဒီကောင်ကစစ်ကောင်စီထံမှအလင်းဝင်ထားတဲ့တော်လှန်ရေးတပ်စပောက်ဒီကောင် ရုပ်မာနာကိုကိုယ်တိုင်တွေ့ခဲ့ရတဲ့စီဒီယန်ကျောင်းဆရာမတယောက်ကရေးထားတဲ့ပို့ကိုလည်းကျွန်တော်ပြတိုင်းရင်းကိုငြိမ်းချမ်းဖို့အတွက်ကျွန်တော်တို့ပြည်သူလူထုတရက်လုံးကနော်တန်ခိုက်ရုံမဲဆွဲပေးတာတော့မဟုတ်ဘူးကသူတို့ရဲ့လုံဆောင်ချက်ကသူတို့ရဲ့ဟာကကျွန်တော်မှန်ကန်တယ်လို့ပြောချင်တယ်ညာတော့မဲပေးမမောင်းလို့ပဲပြောချင်တယ်စစ်တပ်ကလူမိုက်ကြီးဖြစ်နေပြီ နောက်ဆက်တဲ့လူမိုက်ကြီးဖြစ်နေပြီနော်ပါတီကိုနေဖို့လကပြောတယ်ပြည်တွင်းမှာပိုင်ပြိုင်တဲ့ပါတီတွေအကုန်လုံးရတယ်ပြည်တွင်းမှာအခုစစ်ကောင်စီအောက်မှာပြိုင်ပြီးပါတီအကုန်လုံးရတယ်ရွေးကောက်ပွဲမှာအားလုံးပေါင်းရင်တော့တစ်ဆယ်ရာစေရာကုန်တော့မရခဲ့တဲ့ကောင် မဲမင်္ဂလာပါ Jess လို့ရှင်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခု Jess နဲ့သူ Jam to the Din လေကတော့ line တက်စားပေါ့လူလိန်တွေအတွက်ပေါ့နော် one money ဂျာနဲဆိုပြီးကိုစစ်တက်ဆက်ပြီးတဲ့အာ the din လေးတွေပေါ့နော်ဒီနေ့ the din totally ရဲ့ပြီးတော့နောက်မှာနော်ဘောမတွေရဲ့ဟောင်ခန်းလေးတွေဒီမဲကိစ္စတွေနဲ့ပတ်သက်ပြီးမှပေါ့နော်ဘောမတွေဟောင်ခန်းလေးတွေအာဂျင်းနဲ့ reaction လို့တော့မှာပြောရတယ်ဟုတ်ပြီထုံးစံတိုက် Jess နဲ့သူဆုံးတွေ့လိုက်ပါ Jess ပြဖြစ်ကြပါတယ်ကြည့်အမေးမပြောတော့ဘူးဆက်လိုက်ကြပါ Let's go ကဲဒီနေ့ live ပေါ်မှာဟော့နေတဲ့တည်င်းတဲ့ပုံအဲ့ဒါကတော့တန်လင်းမှာဖန်းကန်ထိတယ်ဒီနိုင်ငံရဲ့အခြေအနေတယောက်ကိုရဲဖန်းွားတဲ့ရဲလက်ကနေလုပြီးတော့သွားတာအခုပြန်ပြီးတော့ဖန်းကန်ထိတယ်ဆိုပြီးတော့ live ပေါ်တက်နေအဲ့ဒီကောင်ကစစ်ကောင်စီထမ်းမှာအလင်းဝင်ထားတဲ့တော်လှန်ရေးတစ္ဆေပေါ့နော်ဒီကောင်ကတမိုင်းနေအခုမှအကုန်ထွက်လာတာ live ပေါ်မှာတွေ့အခုမှတည်င်းမှာပါလာအရင်ရေးပြီးလို့ရှိရင်ဒီကောင်ရုပ်မာနာကိုကိုယ်တိုင်တွေ့ခဲ့ရတဲ့စီရီယံကျောင်းဆရာမတယောက်ကရေးထားတဲ့ပို့ကိုလည်း ကျွန်တော်ပြမယ်နော်အရင်ဆုံးကျွန်တော်တပင်းအရင်ဖတ်ပြမယ်စစ်ကောင်စီကတန်လင်းမြို့နယ်၌ယနေ့နနက်ပင်ဖမ်းဆီးခဲ့သည်ဟုဆိုသူများသည့်စစ်ကောင်စီဆိုင်အလင်းဝင်ထားသူများဖြစ်ကြောင်းတော်လှန်ရေးအင်အားစုများကပြောတယ်အင်းဒီဖြူနဲ့ကောင်ကချစ်ချစ်စဉ်လင်းတော်ထဲမှာအာနာငွေကြေးအလွဲတုံးစားလို့ရဲဘော်တွေကိုနှိမ့်ဆက်ညှဉ်းပန်းပြီးစကားဆဆီမှာပြည်သူတွေနဲ့လှူထားတဲ့လက်နက်တွေနဲ့သူလူတွေခေါ်ပြီးအလင်းဝင်ထားတာကြားပြီးမြို့ပေါ်ကကြံခဲ့တဲ့ရဲဘော်မိသားစုဝင်တွေကိုတော့ချင်းချောက်ခဲ့တဲ့ကောင် ဘေးကတွမိမထောက်ပေါအမိခံပြီးလိန်နေအဖမ်းခံရလို့ကဲတာတာလာရတစ္ဆာဖောက်ကောင်ဖောက်ပြန့်ရေးဓမားတွေဘာမှတနာစရာစောက်ကြောင်းမရှိဘူးဟုရဲဘော်တူဦးကစစ်ကောင်စီဘက်ကထုတ်ပြန်ထားတဲ့ဓာတ်ပုံနဲ့အတူရေးတတ်ထားတယ်။ရင်းဘွက်ဒီ2023ခုနှစ်ဇွန်လတွင်ဇူလိုင်လတွင်လက်နက်ငွေသိန်းထောင်ကျော်နဲ့အတူစစ်ကောင်စီထံ၌အလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟုတန်လင်းတန်လင်းမီဒီယာကဖော်ပြထားတယ်။လက်ရှိတွင်စစ်ကောင်စီထံ အဖမ်းခံရသည့်အမျိုးသမီးသည်ထောက်ပေါက်အမိခံဆက်လက်လောက်ကင်နေရမှဖမ်းဆီးခံရရခြင်းဖြစ်သည်ဟုဆိုသည်တမဟာခုနှစ်ကနေတော်ကြီးငန်းနဲ့ပါလာတဲ့ပါလာပြီးတော့အဲ့ဒီကောင်တွေလက်နက်နဲ့အတူအလင်းဝင်သွားတဲ့စစ်ကောင်စီဘက်ကိုပါသွားတဲ့အခုဖမ်းခံရတဲ့ကောင်မလေးကသူ့ရဲ့မိန်းမပေါ့သူ့ရဲ့မိန်းမကိုပြန်ကယ်ရင်အခုဖမ်းခံရတာပေါ့ဟု PDF တောင်ပိုင်းစစ်သေးတာအမှတ်နှစ်စစ်သေးတာခွဲမှာတောင်ဝင်ရှိသူတို့ကလူလူຫນွေဥကိုပြောတယ်ရင်းနှီးပတ်တဲ့တော်ကြီးငန်းစစ်တောင်ကိုမင်းမြန်ရအဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ဒီမှာမှန်ကန်ကြောင်း ပြောတယ်တွတ်တော်လဲစစ်ကောင်စီကဇူလိုင်2ရက်တွင်ဖမ်းဆီးသူများဟုတ်မဟုတ်အတီးပြုတ်ရစီစစ်နေကြောင်းဆက်ပြောတယ်ထို့ပြင်ချစ်လေးစင်ခေါ်အင်ဒရူဒီကင်းပြည်နယ်တွင် National Special Force အမည်ဖြင့်အဖွဲ့ထူထောင်ခဲ့ပြီး2023ခုနှစ်ဇွန်ဇူလိုင်လတွင်ဒုတက်ခွဲမှုရန်ကုန်ခေါ်ဖုံးမြင့်အောင်နှင့်အတူငွေများလက်နက်များယူဆောင်၍စစ်ကောင်စီဖြင့်ပူးပေါင်းတွားခဲ့ကြောင်းသိရတယ်ထို့ကြောင့် National Special Force ကို2023ခုနှစ်စက်တင်ဘာလတွင် ဖြစ်သိမ်းခဲ့ကြောင်းအဖွဲ့မှကြံခေါင်းဆောင်တို့က IFA သတင်းဌာနကိုဖြေကြားခဲ့တယ်။ချစ်စင်လင်းခေါ်အင်ဒရူးနဲ့ရန်ကုန်ခေါ်ဖုံးမြင့်အောင်တို့ဒီအဖွဲ့အတွက်အလူခံရရှိထားတဲ့ထိုင်းပန့်ငွေ10သိန်းနီးပါးကိုယူဆောင်သွားခြင်းဖြစ်ကြောင်းသိရတယ်။ချစ်စင်လင်းမှအဖွဲ့ဒီဇူလိုင်လ1ရက်ညကလှိုင်တရာမြို့နယ်ရဲစခန်း၌နိုင်ငံရေးပုံမှတ်တပ်ဖမ်းဆီးခံရသည့်အမျိုးသမီးကိုစေးရုံလိုက်ပုတ်ချိန်တွင်ရဲတပ်မဝင်များကိုပြစ်ခတ်၍ကယ်တင်သွားကြောင်းစစ်တပ်ဝါဒဖြန့်လူမှုကွန်ရက် မီဒီယာများနဲ့စတင်ဖော်ပြတယ်ထို့နောက်ဇူလိုင်လ2ရက်နံနက်တွင်တန်လင်းမြို့နယ်ဘော့တပြေကန်ကျေးရွာအနီး၌ဖမ်းဆီးနိုင်ခဲ့ကြောင်းစစ်ကောင်စီဝါဒဖြန့် Telegram များကဓာတ်ပုံဖြင့်ဖြန့်ချိပြန်တယ်ထို့ပြင်၎င်းတို့ကရဲများကိုပြစ်ခတ်၍ကယ်တင်သွားသည်ဆိုတော့ CCTV ရုပ်တံမှတ်တမ်းကိုပင်ဇူလိုင်2ရက်ညနေပိုင်းတွင်ထပ်မံဖြန့်ချိနေပြန်တယ်ကဲဒါကတော့နော်မတိလို့ရှိရင်တော်နိုင်ရေးဖက်ကကောင်ပုံစံနဲ့နော်အခုလက်ရှိဖြစ်တဲ့ဟာကိုတင်းနေတာတင်း တော့ဒီကောင်နဲ့ပတ်သက်လို့ကိုတွင်ကိုတိုင်းကြုံတွေ့ခဲ့ရတဲ့ AOD တိုင်းကနေ CRM လောက်လာတဲ့ဒါကျွန်တော်နဲ့တဲ့မောင်နှမလို့ခင်ပါတယ်ဆီယမ်မပန်းကြီးကိုကိုလို့ခေါ်တယ်ဘူလန်နဲ့ចောင်း CRM ဆီယမ်မចောင်းဆီယမ်မအဲ့တော့ဒူကိုတိုင်းရေးထားတဲ့ပို့ကိုလည်းကျွန်တော်ဖတ်ပြမယ်ရွတ်မုံလုံးလို့မပြောတော့ဘူးနေခဲ့ပေမဲ့ခေါင်းစဉ်တက်ထားတယ်ခွေးဆက်ခွက်တွေပြန်တက်လာလို့ရေးလိုက်ပါအောင်မယ်တကယ်တော့ဆိုရင်လုံးဝမတနာဘူးတော်လှန်ရေးတစ္ဆာဖောက်ဒလန်ကောင်တွေမဟုတ် လောကကြီးကဒဏ်ခတ်ပါစေ အချို့အရာတွေကိုမေ့ထားနိုင်ပေမဲ့ကျမစီမာလဲကျမတွေးတဲ့ထမင်းစားသွားပြီးအမှန်တရားကိုကျမဖော်ထုတ်လိုက်တော့ကျမအတက်ကိုပြန်ပြီးရန်ရှာခဲ့တဲ့ဒင်းတို့ကိုတော့ဒီဘဝမပြောနဲ့နောင်ဆယ်ဘဝတောင်ကျမမမေ့ပါဘူး National Special Force အမည်နဲ့အလှူတွေနိုင်ငံတကာကိုလှည့်ပတ်ခံပြီးချနောင်ထဲမှာတော်လှန်နေတဲ့အကောင်အဖွဲ့က ကျမညီမတွေစီကျမတငယ်ချင်းဆရာဆရာမတွေစီအထိအလှူလိုက်ခံတာကျမပြန်တည်ရတဲ့အခါဒင်းတို့ရဲ့ကလိန်ကကြစ်ဘလောက်ကြကြောင်း ဘာစောင့်တော့မှမလုပ်ကြောင်းလိန်လေအလူခံနေကြောင်းကိုပညာရေးစီဒီအန်တွေရှိတဲ့ group ထဲမှာကျမပြောပြခဲ့တဲ့စကားတွေကို SS တွေကိုစီးမဆောက်တဲ့ဆရာတယောက်ကနေ group ထဲကနေအပြင်ကိုတဲထုတ်သွားပြီးစီဒီအန်ဆရာမတယောက်စီကိုပို့တယ်အဲ့ဒီစီဒီအန်ဆရာမကနေတဆင့်တူပထွေးလူလိန်တက်ဖွဲ့ကို SS တွေပြန်ရောက်တွားတဲ့အခါကျမနေတဲ့နေရာထိလက်နက်တွေနဲ့လူ9ယောက်ရောက်ချလာပြီးကြေတနာလာရှာတာခံခဲ့ရတယ်ကျမကတက်တဲ့နေအချက်အလက်နဲ့ပြန်ရှင်းတဲ့အခါသူတို့အလိန်တွေပေါ်ပြီး လူတွေရှေ့မှာဆောက်ရက်ကွဲလာတဲ့အခါကျမှဆရာမကအချင်းချင်းတွေကိုအဲ့လိုတော့လိုက်မပြောတင်ပါဘူးဆရာမကြီးရဲ့ဆိုပြီးမျက်ရည်ခံတို့မျက်ရည်ချူခဲ့သေးတာတက်ခွဲမှုအဆင့်ဆိုတဲ့အင်ဒရုခချစ်လင်းချစ်စဉ်လင်းကဆရာမကိုအမလို့တဘောထားလို့လာမင်းမြန်လာပြောပြတာပါဆိုပြီးချွတ်ချသွားပါတယ်တကယ်တော့ကျမကိုနှုတ်လာပိတ်ခဲ့တာပါတရားကိုနှက်ဆောက်လို့ကျမအသက်ချမ်းသာရခဲ့တာပါကျမကိုကာဝယ်ပေးခဲ့တဲ့သူတွေရှိခဲ့လို့လူတွေအများကြီးရှိနေလို့ကျမအသက်မတည်ခဲ့တာပါ ဟုတ်ရင်တော့အလောင်းတော်ရှာလို့ရမှာမဟုတ်ပါဘူး။ဒလန်တွေမှန်းမတိအယောင်ဆောင်လူလိမ်မင်းသားခေါင်းဆောင်တဲ့ဘလူးတွေကိုကိုးကွယ်ခဲ့တဲ့အေယာဝဒီကစီဒီယန်ဆီယမ်မတယောက်ကိုလည်းခုချိန်ထိမမေ့သေးပါဘူး။အသက်သေးသေးနိုင်တဲ့အကြောင်းအရာတေတင်းတဲ့ကိုတွုံးမိုးခဲ့တဲ့စီဒီယန်ဆီယာဆီယမ်မတွေရဲ့စိတ်ဓာတ်ကိုလည်းအတော်လေးအံ့ဩယွန့်ခဲ့မိပါတယ်။အဲ့ချိန်ကစာပြီးကျွန်မလူတွေကိုမယောမိအောင်မပတ်သက်မိအောင်နေပါတယ်။ညီသူနဲ့မဆိုအသက်နိုင်ဆုံးကင်းအောင်နေပါတယ်။ တော်နိုင်ရေးတဲ့ကဆိုတဲ့အထုထို့တော့လူတွေကိုယွန့်ကြောက်မိလို့ပါပဲဆိုပြီးတော့ဓမ္မဒီ RFA ကတင်ထားတဲ့တည်င်းရဲ့ဒီကောင်နေစစ်ကောင်စီကတင်ထားတဲ့တည်င်းရဲ့ DB ကတင်ထားတဲ့တည်င်းရဲ့ကိုယူပြီးတော့ဒါကတော့ AR တိုင်းကနေ CDN လောက်လာပြီးတော့လက်ရှိကင်းပြီးနေလွတ်မြောက်နေမြေတနေရာမှာတော်လန်ရေးကိုထဲထဲဝင်ဝင်လှုပ်ဆောင်နေတဲ့ CDN ဆီယမ်ဒေါ်ပန်းကြီးကိုကိုเนาะကျွန်တော်တို့မှတ်ပန်းလို့ခေါ်ပါတယ်เนาะမှတ်ပန်းကြီး ရေးတင်ထားတာအဲ့တော့ဒူကိုတိုင်းကြုံတွေ့ရတဲ့ဒီလူလိန်ရဲ့ဖြစ်စဉ်နော်အဲ့တော့လက်ရှိကရင်ပြည်နယ်မှာတောင်ပိုင်းတောင်ပိုင်းနာမည်ပြက်တယ်ဆိုတာအဲ့ဒီအောက်တန်းစားတွေကြောင့်လည်းအများကြီးပါတယ်တော်နိုင်ရင်မှတောင်ပိုင်းကိုစိတ်သက်ကြွားတဲ့အချက်တွေထဲမှာနော်ကျွန်တော်ဒီမြဝတီကိုတိုက်ပြီးတော့ BG ရဲ့အကူအညီနဲ့စစ်ကောင်စီလက်ထက်ပြန်ဝါတဲ့အချက်ကဲပြီးလို့ချင်းအဲ့လိုတော်လှန်ရေးကိုခုတုံးလုံနေတဲ့လူယုတ်မာတွေကြောင့်ကရင်ပြည်နယ်ဟာတောင်ပိုင်းတိုင်းဟာနာမည်ပြက်ကြတယ် ဒါပေမဲ့ကျွန်တော်တို့အမြဲပြောခဲ့တာရှိပါတယ်မင်းတို့လူတစ်ယောက်နှစ်ယောက်ကိုမကြိုက်ုံနဲ့တောင်ပိုင်းတိုင်းဆိုတဲ့ဟာမျိုးကိုစော်ကားလို့မရဘူးဘာဖြစ်လို့လဲအဲ့ဒီတောင်ပိုင်းတိုင်းထဲမှာအသက်ရေးပြီးတိုက်နေတဲ့ရဲဘော်တယောက်ချင်းအဲ့တယောက်အတွက်ငါတို့တုမျက်နှာကိုကြည့်ရမှာဒါကြောင့်မလို့တော်လှန်ရေးကိုစိတ်ပါလက်ပါလုံနေတဲ့အရာရှိတွေနော်တက်ရင်မှုတွေတက်ကွဲမှုတွေစစ်တောင်းမှုတွေနော်ရဲဘော်တွေအများကြီးရှိတဲ့အတွက်ငါတို့စိတ်သက်ကြစရာမလိုဆိုသကားကိုကျွန်တော်တော်လှန်ရေးအတိုင်းဝဲမှာကျွန်တော်အမြဲပြောခဲ့တာပါအဲ့တော့အခုစစ်ကောင်စီဟာ ရက်ွက်ထဲကခလေးတွေဖမ်းမိတယ်ပောက်ပန်း40လက်မှတ်တွေထိုးခိုင်းတယ်အခု ARD တိုင်းဘက်မှာဆိုရင်ဘလောက်ထိစိုးလဲဆိုတော့ចောင်းသားတွေရဲ့မိခင်တွေကိုခေါ်ပြီးတော့လက်မှတ်ထိုးခိုင်းတယ်ခံဝင်ထိုးခိုင်းတယ်အဲ့ဒါဘာခံဝင်လဲဆိုတော့ NUG ကတင်တဲ့ဓာကလပညာရေးအစီအစဉ်မှာဒီ online ကနေမပတ်သက်ပါဘူးမပါဘူးဆိုတဲ့ခံဝင်ကတိ NUG နဲ့မပတ်သက်ပါဘူး NUG ရဲ့တင်တဲ့ဓာကလပညာရေးမှာမပါပါဘူးဆိုတဲ့ခံဝင်ကတိကို ်ကလေးတွေကြောင်းသားတွေရဲ့မိဘတွေကိုတောင်လက်မှတ်ထိုးခိုင်းတယ်ခင်သားတဲ့တပည့်ကိုအဲ့တော့အခြားတော့ဒီလူငယ်တွေကိုဖမ်းပြီးတော့ PDF ဘာလို့လက်မှတ်ထိုးခိုင်းပြီးအလင်းဝင်တဲ့ဝါဒဖြန့်တာနေတော့ပြောမနေနဲ့အဲ့ဒီထဲမှာစုံမျိုးတွေကတော့အခုတို့ကောင်မျိုးတွေပါသွားတာအဲ့တော့မတိတဲ့လူတွေကဒီလိုကောင်မျိုးတွေကိုတော်လှန်ရေးဘက်ကပါဆိုပြီးတော့ဟမ်စုတ်တတ်တတ်နဲ့နာကြီးနေမှာဆိုလို့အဲ့တော့ဖမ်းခံထိတာလေသူ့မယားလူလိမ်မှာပဲဖမ်းခံထိတာထောက်ဖို့အယောင်ဆောင်နော်ဒီလိုဟာမျိုးတွေကို ပေရန်ပေးလိုက်ခါမှာနော်စစ်ကောင်စီကကိုချင်မီတို့လိုမျိုးပြည်သူအတွက်မမမမရက်တီတဲ့လူတွေကိုတော့နော်ရဲရဲဆက်ဆက်လုတ်ပြပေမဲ့ဒီဒါမဲ့တခုတော့မှားသွားတယ်တော်လှန်ရေးဘက်ကမပြောဘဲနေရမှာမပြောဘဲနေပြီးဝန်းနေပြလိုက်ခါမှာဟမ်ဒီလူကတော်လှန်ရေးအတွက်မရှိမဖြစ်ပုံစံမျိုးလုတ်ပြလိုက်ခါမှာအဲ့နာမှာနမေလိုးတွေတည်တံပေးလိုက်ပြီးရောအဲ့လားအဲ့ပြီးမှသူတို့တည်တံပြီးပြီးသူတို့ပြီးသွားမှတို့ကတစ်ခွက်စောသွားတယ် နော်သူတို့တွေအကောင်လုံးတို့ကူကမှအေးအဲ့ဒီကောင်ကဒီကောင်ပါတော်လှန်ရေးလူလိန်ငါတို့လက်နဲ့မလှုပ်ရှင်းလို့မင်းတို့လက်နဲ့လှုပ်ခိုင်းတယ်လို့ပြောရမှာဒါပေမဲ့အခုတော့လည်းမရတော့ဘူးတရင်ကပတ်သွားတော့ဒီကောင်တွေထမင်းပိုင်တခြားကျွေးပြီးတော့နော်ထောက်ပံ့ကြီးတွေပိုင်ပေးပြီးပြန်လွတ်လာနိုင်တယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကိုယ့်ဘက်ကလူတွေအနေနဲ့တိဖို့ပြောပြတာနော်တော်လှန်ရေးမှာလက်သုံးချောင်းထောင်ပြီးတော့တော်လှန်ရေးပြီးမှစိုးရိမ်တဲ့ထဲမှာအဲ့လိုအောက်တန်းစားခွေးမျိုးတွေရှေ့ဆုံးမှာပါနော်ဒါကျွန်တော်ဟိုတော်လှန်ရေး ဘက်ကလူတွေဆိုရင်ဘလောက်ပဲလုံလုံကျွန်တော်တန်ဖိုးထားခဲ့တယ်ဒါပေမဲ့တော်လိုင်းရေးကိုနောက်ကျောဓာတ်နဲ့ထိုးတဲ့လောက်ရမျိုးကိုတော့ကျွန်တော်တို့လက်ခံပေးလို့မရဘူးအဲ့လိုလုံတဲ့ကောင်မျိုးဆိုလဲပြက်ပြက်တတအရေးယူဖို့အရေးကြီးပါလေကျွန်တော်တို့တော်လိုင်းရေးရဲ့အတက်တွေရင်းထားတာဗျာနော်ဒါကြောင့်မလို့ဒီနေ့အဲ့ဒီအစားအဝါမတိတဲ့လူတွေအာနိုင်ငံသမားကိုဓာတ်နဲ့ဖြတ်ခဲ့ဟောအာတူရဲကောင်းတတ်မှတ်မှာဆိုလို့နော်တူရဲကောင်းမဟုတ်ဖာကောင်းတကလေးကကြည့်တခိုးနော်ရှင်းရှင်းလေးပဲအဲ့ဒါအဲ့ဝမ်းနဲ့မနေနဲ့တိအောင်လို့ဒီဒီလေးကိုတင်ပြတာ ကဲကိုစီပြောတော့မှန်ပါတယ်เนาะဒါမျိုးတရားတကယ်တစ္ဆာဖောက်တဲ့ကောင်တရားเนาะဘယ်လိုအကြောင်းမျိုးနဲ့ပဲเนาะကိုကိုပေါ်အော်ဘယ်လိုပြောမလဲစကားချုံနေပါစေဘယ်လိုအကြောင်းနဲ့ကိုပေါ်ပြန်ကောင်းနေပါစေเนาะတစ္ဆာဖောက်ပြီးသားလူတွေကတော့ဘယ်တော့မှเนาะယုံကြည်လို့မရတဲ့အထက်မှာတော့ပါတယ်เนาะဆိုတော့เนาะကိုစီတင်ဆက်ပြီးတော့ပေါ်ပရိသတ်ကျအမိန်တုံးတက်ချက်လေးတွေကို comment မှာရေးပြကြပါကဲဆက်လက်ပြီးမှာဒီမှာပရဲကိုဆိုလားအဘောမှာပရဲကိုရေဟောင်းခံပေါ့เนาะအပရဲကိုမှာ ဘိုးရက်လှဆွေကိုဘာတွေပြောင်းသွားမလဲတစ်ချက်လောက်ကြည့်လိုက်ကြအောင်နော်တန်းကြီးမှာတက်လာတဲ့ပါတီတွေတက်လာတဲ့ပါတီတွေကစလာပါပြီဆိုတော့တက်မလို့နဲ့သွေးခွဲပြီးတော့တက်မလို့ကိုတက်ခိုက်ပြီးတော့မှခင်ဗျားတို့နေရာတွေဘာလို့လိုချင်တာလဲဒီပြီးခဲ့တဲ့ဟိုရေဘေးတုံးကပြီးခဲ့တဲ့ရေဘေးတုံးကဟိုဥပုဒ်တက်လှဆွေပေါ့သူကကြံခိုင်ပါတီဖြစ်မယ်နော်ဥပုဒ်တက်လှဆွေကရေဘေးတော့အိမ်ခရံဆာရွက်ဆာတန်းတွေပြတ်ကောက်ရတယ်ပြတ်ကောက်ရတဲ့အခါကျတော့ အဲကျော်စိုးဦးတို့ကျော်မျိုးမင်းတို့ဆိုပေးမှမဟုတ်ဘူးသူရဲ့နေမြေစီယုံရင်မူလာသူပြောတဲ့ဥစ္စာပါနော်သူကနေသူမလို့ပေးတာဆိုပြီးတော့ပြောတယ်အဲ့ချိန်မှာအဲ့ဒီဦးဘူးလက်လှဆိုကိုကျွန်တော်ဘဝမှာအမုန်းဆုံးလူသားပဲကျွန်တော်သူ့ကိုမျက်နှာကိုကြည့်လို့မရအောင်မုန်းတာသူတက်ခိုင်ပါတီကသူ့ကိုကျွန်တော်ကြည့်လို့မရအောင်တော်တော်မုန်းတာအဲဘာကြောင့်မုန်းသလဲဆိုလို့ရှင်ဒီလူကြီးကလူကြီးဖြစ်သွားလို့ရှင်ရင်ဒီလူကြီးကနိုင်ငံမှာလူကြီးဖြစ်သွားလို့ရှင်တော့အဲသူပြောချင်တာတွေပြောတယ် ်ပြီးတော့ကျွန်တော်ချင်းသူပြောတဲ့သူတွေကသူ့ရဲ့နေမားတဲ့သူတွေကိုနှိမ်ချပြောဆိုဆက်ဆံပြီးတော့သူနဲ့ပတ်သက်တဲ့လူတွေကိုသာသူကောင်းမွန်ဆက်ဆံနေဆိုတဲ့အတွေ့အကြုံကျွန်တော်ကောင်းတဲ့ကိုရောက်သွားရောက်သွားကျွန်တော်ဒီပါတီနိုင်ငံရေးတွေကိုကျွန်တော်စိတ်ဝင်လာခဲ့ဦးစစ်မှုထမ်းဥပဒေကိုပဲတည်ပြီးတော့ပါတီနိုင်ငံရေးတွေကပြောလာကြမဲဆွဲတာလားဒုံသီးမို့သူတို့အထင်ကြီးအောင်ပြောတာလားအမှန်တကယ်ကတော့အလယ်ရီလက်ထက်မှာလည်းပဲတမ်လော်နဲ့ဒါဆက်ဆက်မှုအားဝေးကွာသွားပြီးတော့နောက်ပိုင်းမှာအခုလိုတွေပြဿနာကြီးဖြစ်လာတယ် ။နောက်လည်းကျွန်တော်တို့နိုင်ငံကြီးကိုအဲ့လိုဆွပေးတဲ့ကိုဆွဲထဲဖို့အတွက်ကိုတော့ခင်ဗျားတို့ဒါတော်တော်ကြီးကိုပြည်သူတွေအုံနောက်ညံပြည်စုံမှရမယ်လို့ကျွန်တော်နေနေပြောချင်တယ်เนาะအဲ့တော့ဒီပြည်သူလုံးပါစီရလဲပဲဘာဖြစ်လဲကျွန်တော်ပထမတော့အာဒါအာကိုတကြီးနဲ့ကျွန်တော်တော်မှဒီအဲ့ဒီအကောင့်အနေနဲ့မှကျွန်တော်ဖုန်းနံပါတ်တောင်းတောင်းဖုန်းဆက်ဘူးတယ်ဒါပေမဲ့ဒီတကယ်တကယ်လဲကြာကြာဒီတရက်နဲ့ငါးလပိုင်းရလားမသိပါဘူးเนาะသူတို့အဲ့မှာ ချင်းလင်းဝတ်တော့တဲ့အခါလဲကြလဲကြပါအဲ့မှာသွားတွေ့ဟာဒီလူသေးတာတက်ရင်တိုင်းကြီးမကြဘူးခဏောက်ပြက်စီးမှထိတ်ကြတယ်တမတ်ကမဲရလာမယ်ဆိုလို့ရဒီနေ့ကဲအလားအလုတ်သမားတွေအခုရနေတော့ဆိုအာဆီယံလာစားတော့မမီတဲ့ဥစ္စာဟာလားအမတ်တနှမျောဖို့ကောင်းပါလေအမတ်တသနာဖို့ကောင်းပါလေအဲ့ဒီဖွားကြီးလဲကြက်လဲတက်တော့အဲ့ဒီဟိုအလုတ်သမားတွေအကုန်ဆုပ်ရက်တက်တာပဲဒီတိုင်းပဲဒီတိုင်းပဲဖြစ်တာပဲဒီလိုစကားတွေအရင်ကောင်းကောင်းကြီးပြောလာပြီဆိုလို့ချင်း တဲ့မနောကောင်းကောင်းနှိမ်ချဆက်ဆက်လိုက်ဆိုအဲ့ပါတီတွေကိုခင်ဗျားတို့အကုန်လုံးခေါင်းထဲမှာထည့်ထားခင်ဗျားတို့အတွက် NDA ကြီးပဲဆိုတော့ဒါကိုကျွန်တော်ပြောချင်တယ်။နောက်ဘူလက်လာဆိုရင်အကြောင်းကိုစောစောပြောတဲ့ဇာကားနဲ့ပြန်ဆက်ရမယ်။ဥပူလက်လာဆိုရဲ့တဲ့ online တက်ဒီကန်အကောင့်မှာရောဥပူလက်လာဆိုပြောတော့တဲ့ဇာကားတွေကိုကျွန်တော်ထပ်ပြောပြအောင်မယ်။နော်။တဲ့မနောကရခင်ကစစ်တီအင်အားမရှိလို့ကြာဆုံးလာအောင်တွေ့ရတယ်နော်။နောက်တခါအခုစစ်မှုတန်းဥပဒေတည်သူစစ်မှုတန်းဥပဒေကြောင့် အခုအပတ်စစ်15လောက်ရောက်လာတဲ့အချိန်မှာစစ်ကိုရက်တန့်ထားနိုင်နေတယ်တန့်ထားနိုင်တော့မှန်ကန်တယ်လေမှန်ကန်တယ်မှန်ကန်တယ်အခုကျွန်တော်တို့ကဆက်လက်ပြီးတော့ဒီစစ်မှုတဲ့ဥပဒေမှာတက်မှာကျွန်တော်တို့နိုင်ငံမှာရှိနေပြည်သူတွေတရက်လောက်အေးချမ်းမှာဒီဒေါ်ညိုညိုသင်းဆိုတဲ့အမျိုးသမီးကြောင့်ဟာလားဘသူတွေရဲ့အေဂျင့်ကလည်းအာစေမှုတန်ဦးလေးစေမှုတန်ဦးလေးမလို့သာကြောက်လာတော့ तू ကအမနာမည်ကောင်းကြီးပဲ तू ကတာမျိုးပြပြီးတော့စကားသုံးလုံးတော့လဲရက်ွက်စရိုက်မျိုးနဲ့သုံးလုံးသွားတယ် ကျွန်တော်ဒါတချို့ဟာဒါမပြောချင်လို့ပြမပြောတော့တဲ့အနေအထားမျိုးရှိတယ်เนาะအဲ့တော့အဲ့ဒီချိန်မှာကျွန်တော်ဥပုလက်လဆွေကိုဘယ်နေရာမှာသွားသဘောကျလဲသူတယ်ရီဂန်အကောင့်မှာသူတို့ပါတီတာအာနာယရှိခဲ့နံပါတ်1သူလုံမှန်ကပါလဲဒီတောင်းညံသူတွေအကျန်းဖတ်တွေကိုစခန်းတွေကိုအမြင့်ချက်ရှင်းမယ်အဲ့တခုလည်းနည်းနည်းခင်ဗျားတို့တန်ပြီခင်ဗျားတို့တန်ပြီ နော်ကျွန်တော်တက်ငယ်ပါတီတွေဘယ်ဟာညာတွေပြောတာမဟုတ်ဘူးအဲ့ဒီတစ်ခုလည်းနဲ့တန်ပြီညောတိုင်းကြီးကိုတခဲချင်းအဲ့ဒီလိုပြတ်သားတဲ့လူမျိုးကိုခပြောက်ထောက်ခံမယ်ကျွန်တော်ကမကောင်းဘူးမကြိုက်တာတော့မကြိုက်ဘူးပြောတယ်ကြိုက်ရင်ကျွန်တော်တို့ကကြိုက်တယ်လို့ပြောရမယ်နော်တကယ်လားလုံးဆောင်မေးတက်ငယ်ပါတီခပြောက်တက်လို့တကယ်လားမဒီအများကြီးမပြောဘူးနော်ဒီအကျန်းဖက်ဆိုတဲ့ဒူးအကုန်လုံးကိုရှင်းနိုင်မှဆိုကျွန်တော်တသက်လုံးအထိကျွန်တော်တက်ငယ်ပါထောက်ခံသွားမှာအဲ့လေပြီလား ။ဘာဖြစ်လို့ဆိုအမျိုးဘာသာတာသနာတော်ကိုကျွန်တော်တို့ထောက်ခံသွားမှာ။အင်းအင်း။မျိုးဘာသာတာသနာတော်ကိုထောက်ခံသွားမှာတည်တည်ထတာပဲ။အဲ့တော့ကျွန်တော်ပြောချင်တာကတိုင်းကြီးမှာတက်လာတဲ့ပါတီတွေတက်လာတဲ့ပါတီတွေကစလာသွားပြီးဆိုတော့တက်မလို့နဲ့သွေးခွဲပြီးတော့တက်မလို့ကိုတိုက်ခိုက်ပြီးတော့မှခင်ဗျားတို့နေရာတွေဘာလို့လိုချင်တာလဲ။တက်မလို့နဲ့လက်တွဲပြီးတိုင်းကြီးကိုအေးချောင်းလှုပ်ဆောင်နိုင်ဖို့တော့ခင်ဗျားတို့ကအရေးချင်းမရှိဘူးလား။စစ်မှုတန်းဦးတွေစစ်မှုတန်းဦးတွေစစ်မှုတန်းဦးတွေကလိုအပ်လို့ပြဌာန်းလို့ရှင် လွတ်တော်ကြမှာပဲဖြတ်သိမ်းရမှာလို့လွတ်တော်ကြမှာပဲဆိုလွတ်တော်တယ်မလို့တမောနိုင်ငံတော်စပြီးတော့လွတ်လပ်ရေးရံပါပြီဆိုတော့ဘိုးကျောင်းအောင်ဆန်းတော်မှာခင်ဗျားတို့ပြောတတ်တဲ့စကားဘာလဲခင်ဗျားတို့သိတယ်ခင်ဗျားတို့ပြင်သာတတ်တယ်နော်စေမှုနဲ့ဥစားနှစ်နှစ်တန်းနည်းနည်းသုံးနှစ်တန်းနည်းသုံးနှစ်တိုက်ကျင်တိုက်ကျင်မတိုက်ကျင်မတိုက်ကျင်ထင်းမှုစံစေမှုကိုထမ်းဆောင်ရမှာပဲလို့ခင်ဗျားပြောပြီးသားပဲဓာတ်ဥတွေပဲနော်အဲ့တော့ခင်ဗျားတို့ကျွန်တော်ပြောခြင်းနဲ့တိုင်းကြီးကိုငြိမ်းချမ်းဖို့အတွက်ကျွန်တော်တို့ပြည်သူလူထုတည့်ရလုံးကနော် တကယ်ရောမဲဆွဲပြီးတော့တော့မဟုတ်ဘူးကသူတို့ရဲ့လုံဆောင်ချက်ကသူတို့ရဲ့ဟာကကျွန်တော်မှန်ကန်နေလို့ပြောခြင်းတယ်ညာတော့မဲပေးမမောင်းလို့ပဲပြောခြင်းတယ်အားလုံးကြမ်းပါပါဗျာနော်မင်းတို့အဲ့ဒီစစ်မှုထမ်းကိစ္စကလေမင်းတို့ဥပဒေနဲ့ငြီးတယ်ဆိုပြီးမှနော်အားပြီးအားမြောက်ထောက်ခံနေတာဒီတိုင်းကျတော့မဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့မင်းတို့စစ်မှုထမ်းခိုင်းတဲ့ဟာကသူများနိုင်ငံကတိုက်လို့ကိုယ့်ဘက်မှာစစ် ရှုံးလို့ဟုတ်ပြီနော်လူအင်အားမရှိတော့လို့နော်တနိုင်ငံလုံးနော်အပီသူတွေလုံးငယ်တွေစစ်မှုထိုင်းရမယ့်ဟာမျိုးဆိုလို့ရှိရင်ဥပဒေတိုက်လုံတာတော့မှန်တယ်အခုဟာကသူများနိုင်ငံကလာတိုက်တာလည်းမဟုတ်ဘူးကွာကိုချင်းချင်းတိုက်နေလို့ရှုံးနေတာကမှစစ်မှုထိုင်းခိုက်တဲ့ဟာတွေကအဲ့ဒါဥပဒေနဲ့ဘယ်တော့မှမငြေဘူးဆိုတာမင်းတို့ကောင်တွေတည်ထားစဉ်းစားထားနော်မင်းတို့ကောင်တွေအောင်းနောက်လေးနည်းနည်းပါးပါးရှိကြပါအောင်နော် ဆိုတော့ဟောဒီဥပဒီဒီဒီစမထန်ကိစ္စကိုတည်တယ်လားဒီကောင်နဲ့ဟောသူတို့ပြောလို့ရှိရင်ជីជីဂျဲဂျဲအော်သူများနိုင်ငံကကို ကိုနိုင်ငံကိုတိုက်လာလို့ကိုကစစ်ရှုံးလို့ဟုတ်တယ်မလားစစ်ဆုံးစစ်ရှုံးလို့ကိုကဟိုဗာလဲလူအင်အားနည်းလို့စမထန်ခိုင်းတာဆိုတော့တည်တယ်အခုဟာက ပီတူရီကသူတို့ကိုထမခံလို့နော်သူတို့ဘက်ကပဲအဲပီတူရီကိုနှိပ်ဆက်ပြီးမှာ ငင်းချမ်းစွာစာနာပြနေတဲ့ပြီးသူတွေကိုနော်သူတို့ပဲတတ်ဖြတ်ပြီးမှနှိပ်စက်ပြီးပဲအဲ့ဒီပြီးသူတွေကသူတို့ကိုပြန်တိုက်တာကိုသူတို့မနိုင်တော့လို့အဲ့ဒီစင်မထန်ဥပဒေအတိုင်းဆိုပြီးမှအဲ့ပြီးသူတွေကိုပြန်ပြီးမှစင်မထန်ခိုင်းပြီးမှကိုအချင်းချင်းတတ်ဖို့အတွက်စင်မထန်ခိုင်းတာကအဲ့ဒါဟမ်တရားတယ်လို့မင်းတို့ကောင်ကြီးကမြင်တလားဟမ်ဆောက်ဘော်ဒီအဲ့ဒါကြောင့်မင်းတို့ကောင်ကြီးကြမ်းဖုတ်ပါတယ်လို့ပြောတာလေဟုတ်တယ်မလားဆောက်ယူဘောမတဲ့တိုင်းမင်းတို့ကောင်ကြီးနော် ကဆလပီမှာနော်ဒီစစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးမှာပြောင်းကြည့်ပြောတဲ့တဲ့တင်လေးဆက်ကြည့်လိုက်ကြအောင်အဲ့တော့ဒါစစ်မှုထမ်းကိစ္စလေးဆိုတော့ကျွန်တော်ပြောဆိုစီစီခြင်းကနော်စစ်မှုထမ်းကိစ္စအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်ပြောမယ်ဗျာသိလားအခုစစ်မှုထမ်းကိစ္စကအခုဘောင်ကျော်ပြီးလုပ်နေပြီနော်ဘောင်ကျော်တာအရေးမကြီးဘူးခင်ဗျားတို့တက်မတော်တက်မကောင်းဘူးရဲတော်လည်းမကောင်းဘူးဟာငါရဲနဲ့ခေါ်ဖန်ခိုင်းလဲရမလားဟာငါစစ်တပ်နဲ့ခေါ်ဖန်ခိုင်းရမလားဟာအဲ့ပုံစံမျိုးကြီးလုပ်နေတာကြတော့ ဘာနဲ့လားတယ်လို့ပြောဆိုတော့ခင်ဗျတော်တော်ဆိုးနေတော်ဆိုးနေအဲ့အဲ့ဒါရေမလုပ်တဲ့မလုပ်တဲ့ကြာလာရင်တီတူတွေရဲ့စိတ်ခံစားချက်ကခင်ဗျားတို့ဘက်မှာစန့်ကျင်မှုဖြစ်သွားစေတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်သတင်းတစ်ခုပေါ့နော်တိကျတဲ့သတင်းတစ်ခုတော့ရရှိခဲ့တယ်။ရရှိတဲ့တစ်ခုမှဝန်တစ်ခုသုံးအများကြီးပါပဲ။ဒီချုပ်သတင်းတွေကကျွန်တော်အတီးပြုတ်ဆောက်နေတယ်နော်။တော်တော်ဒီပြုတ်ဒီပြုတ်မှုမရှိဘဲနဲ့လည်းကျွန်တော်သတင်းကိုတော်တော်မပြောဘူး။အားကြောင့်မို့လို့ကျွန်တော်သတင်းတွေကကြာပါတယ်နော်။ကြာတယ်။ အတက်နိုင်ဆုံးမြင်အောင်တော့ကျွန်တော်စူးစမ်းပြီးတာဒီပြုအခုဒီပြုမှုနဲ့ကျွန်တော်စမယ်ဆိုရင်ဟင်္ဒရာခရနော်ဟင်္ဒရာမြို့နယ်ပေါ့ဗျာနော်ကျွန်တော်တို့ဒီ ARV တိုင်းဘက်ကိုကျွန်တော်ပြောအောင်ပေါ့ ARV တိုင်းဟင်္ဒရာမြို့နယ်မှာငဖားအုပ်စုဆိုတာရှိတယ်ငဖားအုပ်စုရွာနံမြရွာနံမြနဲ့ငဖားအုပ်စုဒါပေမဲ့အဲ့ငဖားအုပ်စုမှာရွာ900ရှိတယ်ဗျာသိလားရွာ900ရှိတယ်အဲ့တော့အဲ့ဒီရွာမှာအုတ်ချုပ်ရည်မှုကငဖားအုပ်စုရဲ့အုတ်ချုပ်ရည်မှုသူ့နာမည်ကတီကျော်ဝင်းလို့ခေါ်တယ်နော်သူကဘယ်လိုခေါ်မလဲဆိုတော့သူကတော့ အဲဘလိုဟောမလဲအကြီးကဲဆိုတဲ့ခါကျတော့ခက်တီတီလေးနေနိုင်ပေမဲ့သူမွေးထားတော့သူလူမိုက်ခေါ်ထားတဲ့ဒီယာယီမူးတွေနော်ယာယီမူးတွေဒါမှမဟုတ်ယာယီမူးနဲ့အကက်တွေအကုန်လုံးကလုံနေတဲ့ပုံစံတွေဟာဘာနဲ့လားတဲ့တော့စစ်တပ်ကိုမသိလို့ရှိရင်ဂျပန်တပ်ကြီးလိုလိုမသိလို့ရှိရင်သိတယ်မလားတခါတကယ်ဟိုလူစိုးကြီးပုံစံမျိုးလောက်ထားတာကြီးတော့တွေ့ရတယ်အဲ့လိုပုံမှဒီလိုပြ စစ်မှုန်းကိစ္စနဲ့ပတ်သက်ပြီးတော့ရွာတွေမှာတဲ့ပိုက်ဆံကောက်ခံပါလေတဲ့နော်ရွာကြီးဆိုလို့ရှိရင်တရာကိုတိန်းတရာနော်အဲချို့ရွာတွေဆိုရှင်တိန်း60အဲ့တော့စစ်မှုန်းကအိမ်မှာပေါ့ဗျာစစ်မှုန်းကေလုခွင့်ရှိရတယ်ရှိရဒီလူတွေကလည်းမဖြစ်မနေပေးနေရမပေးဘူးလားဟဲ့ကောင်လေမပေးလို့ရှိရင်ငါရဲတဲ့ဖော်ခေါ်ခိုင်းလိုက်ရမလားမပေးလို့ရှိရင်ငါစစ်တပ်သွားခေါ်ခိုင်းသွားခေါ်ပြီးသွားခေါ်လိုက်ရမလားဟာတကယ်လဲခေါ်တယ်ဆိုတကယ်လဲခေါ်တာရွာသားတွေကြောက်တယ်အဲ့တော့စစ်မှုန်းကိစ္စကခင်ဗျားတို့ဟိုကောက်တာပတ်စံမလောက်ရလေတိန်းတရာပဲ တိတ်ပြာပဲကုန်မှာအမှတ်လားဆိုတော့ဒါတွေလည်းမမင်းနဲ့မေးလေကောင်ခေါ်ဖမ်းလိုက်ရမလားအဲ့တော့ဟိုလာတဲ့သူကကျင်ဆက်လက်သုံးနဲ့လက်ထိုက်လက်သုံးနဲ့လေဗျာနော်အဲ့တော့လုံတဲ့ပုံစံလူမိုက်ဆန်နဲ့မိုက်ကြီးခွဲတယ်အဲ့တော့နောက်တစ်ခုကသူတို့ဒီစစ်မှုတန်းရောက်သွားတဲ့သူကလည်းတယောက်သွား350ဗျာအဲ့350တော့မှ3ချိန်ခွဲပေးတယ်နဲ့ဗျာ350ဆိုတဲ့ခါကျတော့တယောက်သိန်းပြာကောက်ထားတာကထားပါတော့အကျန်တဲ့350ကပဲရောက်သွားတယ်စမသူလူမိုက်ငါးတဲ့သူတွေကိုပေးနေရသလား လူမိုက်တွေကလည်းအခုကချင်းချောက်မှုတွေများလာတယ်။များလာတဲ့ခါကျတော့ပြည်သူတွေကိုဘာပြောလဲဆိုတော့မမေးနဲ့ဘလောက်ရလဲမမေးနဲ့။အဲနောက်တစ်ခုကမဲနိုင်တယ်ဆိုတာမဲလည်းမနိုင်နဲ့မဲတော့နိုင်မခံတော့ဘူးလေဗျာ။အင်းအင်း။ဟုတ်ပြီကျွန်တော်ကျမတို့ရိုးရိုးသားသားမဲနိုင်ပါလို့မယ်ဆိုရင်တော့မှပဲ။မဲနိုင်မခံတော့ဘူး။ဟာအတားကလည်းတမောက်ဗျာသိလား။ဟေးရိုးရိုးမလို့နဲ့ငါရဲသွားခေါ်လာမယ်တကယ်လည်းခေါ်လာတယ်။စစ်တပ်သွားခေါ်တကယ်လည်းခေါ်လာတယ်နော်။တချို့ဆိုမိမမှာသွားပြေးအိတ်နေတဲ့ပုံစံတွေရှိတယ်နော်။ မထမ်းခြင်းမပေးခြင်းဆိုတာမပေးခြင်းပြေးပြေးဆိုတာလွတ်အောင်ပြေးဆိုတယ်ပြေးမပြေးနိုင်ဖမ်းမယ်ဆိုတဲ့ပုံစံမျိုးပေါ့အချင်းချောင်းမှုတွေဒါမျိုးလုပ်နေတဲ့အဲဥပ္ပီကျော်ဝင်းတဲ့သူ့ရဲ့လက်အောက်ယာယီမှုတွေပေါ့ဗျာယာယီမှုတွေနောက်ထပ်လူမိုက်တွေပေါ့လူမိုက်ဆိုတာလဲအပေါင်းအာရင်တန်တန်ပေါ့အနီအောင်ကหนีသွားတယ်တဲ့အဲနာမည်ကနာမည်ကြီးပါကျွန်တော်ကြားသိရပါတယ်ဥတ်တနိုင်လို့ကြားသိရတယ်နော်ဒါမျိုးကြစစ်တပ်ကဘာဖြစ်ဘာဖြစ်တော့လဲဆိုတော့စစ်တပ်ကကျန်တာတော့ဗျာနော်ဟို စစ်မှုန်းန်းကောက်တယ်ဒါတွေကတော့တနောက်ကစားရှိတတ်တာကျွန်တော်တိတ်မပြောလို့တော့ပါတော့လည်းပဲစစ်တပ်နဲ့ခေါ်ဖမ်းခိုင်းလိုက်ရမှာဆိုတဲ့ခါကျတော့စစ်တပ်နဲ့ချင်းချောက်နဲ့ချင်းချောက်တယ်ရဲနဲ့ချင်းချောက်တယ်ဆိုတဲ့ခါကျတော့စစ်တပ်ကလူမိုက်ကြီးဖြစ်နေပြီခင်ဗျားစစ်တပ်လူမိုက်ကြီးဖြစ်နေပြီเนาะအဲ့တော့အဲ့လိုချင်းချောက်မှုကမကောင်းဘူးเนาะနောက်ထပ်ဘယ်လောက်လဲဆိုတော့ဒီနေရာတွေကစစ်ရင်းနဲ့ပတ်သက်ပြီးတော့ထိတွေ့တဲ့နေရာတော့ဟင်္ဒရာတို့အင်ကပူတို့တဲ့ထိတွေ့နေတဲ့နေရာတွေမှာဒါမျိုးဖြစ်တယ်ဆိုတာကအခု ပြည်သူကကိုယ့်ကိုစန့်ကျင်မှုဖြစ်လာနိုင်ရင်ဖြစ်လာရင်အဲ့ဒီဘက်ချမ်းတွေကကိုယ်သဘုံဝင်နေပြီ PDF နဲ့ပေါင်းသွားမှာလေနော် AA နဲ့ပေါင်းသွားမှာလေဟာဒါတွေကမြောက်ထက်ထက်စဉ်းစားရမယ်အင်းအဲ့တော့မြောက်ဒါစဉ်းကျင်ပါဗျာကျွန်တော်ဒါအနုညွတောင်းပန်တာပါနော်။ဘာကြောင့်လဲဆိုတော့ဒါမျိုးတွေပြည်သူတွေဘက်ကနေပြီးတော့ကျွန်တော်တို့ကတော့ယက်တီရမှာပဲနော်ပြည်သူတွေစိတ်ကြောင်ကြီးပြောတော့တာလीနော်ကောင်းပါတယ်။ပြောင်ကြီးလည်းအမြင်မှန်လာပါပြီနော်။အင်း အဝေးပြောင်းကြည့်ပြောတော့ပရိသတ်ဂျာမန်တို့တစ်ချက်လေးကို comment မှာရေးပြပါကဲဆက်လက်ပြီးမှာဒီမှာကြောင်မျိုးမင်းရဟောင်းခါလီတစ်ချက်လောက်ဆက်ကြည့်လိုက်ကြအောင်ကျွန်တော်ပို့လိုက်ပါပြည်တွင်းနိုင်ငံရေးပါတီတွေကလုံးလုံးပါတီတွေကလုံးခင်ဗျားတို့နေမှာနေဖို့လက်ခင်ဗျားတို့စော်ကားနေပြီပါတီတွေနေဖို့လက်ကပြောတယ်ပြည်တွင်းမှာပိုင်ပြိုင်တဲ့ပါတီတွေကလုံးလုံးရတယ်ပြည်တွင်းမှာခုစစ်ကောင်စီအောက်မှာပြိုင်ပြီးပါတီကလုံးလုံးရတယ်ရွေးကောက်ပွဲမှာအားလုံးပေါင်းရင်တော့တစ်ဆယ်ရဆယ်ရကလုံးတော့မရခဲ့တဲ့ကောင်းနေတယ်ကဲဒါတို့ပါတီကိုကုန်းပြီကိုကိုကြီးတို့တော့တော်တော်ခိုင်းနော် ဦးကြီးတို့ဒေါ်သက်ခိုင်တို့ပါတီတွေပေါ့ဗျာနောက်တခြားကျန်တဲ့လူတွေပါအောင်မအများကြီးပေါ့နော်ဦးဦးခင်ကြီးတို့ရဲ့ပြည်ခိုင်တို့ပါတီလေးပါတော့ဗျာဦးတောင်ကြီးလေးတမအူကျော်သားဆိုးတော့အကုန်ပါတော့အကုန်ပါတော့ဗျာနော် NDF ဦးခမောင်ဆိုးတော့ဆိုအကုန်ပါတယ်အဲ့လိုနာမည်ကျော်ပါတီတွေရှိသေးထောင်းဦးဆိုင်ရဲ့ဘောက်ပါတီတို့အကုန်လုံးအဲ့လူတွေအကုန်လုံးကိုတိတ်ကြုံပြောပလိုက်တာအဖွဲလုံးပေါင်းလို့မှ၁၀ရာခိုင်နှုန်းတော့မဲမရခဲ့တဲ့ဟာတွေတဲ့ပို့ရလဲပဲလူထောက်ကမှမရှိတဲ့ဟာတွေတဲ့အဲ့လိုကောင်းမှုတွေကယွင်းဝင်ပြိုင်မှာဆိုပြောရောအဲ့တော့ ပြောရင်တော့အဲ့တော့နိုင်ငံရေးပါတီတွေနေလေအဲ့ဒီကျန်တဲ့ဟိုနေဖုံးလိုက်ပြောလဲပြောစရာပဲအဲ့ဒီနိုင်ငံရေးပါတီတွေကတော့နေဖုံးလိုက်ပြောလဲပြောစရာပဲပြောလဲပြောစရာပဲနေဖုံးလိုက်လို့တနာယူကပြောလဲပြောစရာဖြစ်နေတယ်တော်တော်အဲ့တနာယူပြောတာကိုခံရတယ်ဘောကရောက်နေတာပြန်ကြည့်ပြန်တွေးကြည့်တနာယူပြောတာကိုခံရတယ်ဘောကရောက်နေတယ်ဘာလို့လဲဆိုတော့ဒီရှစ်သမျှပါတီတွေကတော့ဘလောက်ပဲမဲဆွဲဖို့ကြိုးစားကြိုးစားသူကမီဒီယာနဲ့ friendly ဖြစ်ဖို့လူလူနဲ့ friendly ဖြစ်ဖို့ကဘယ်အချိန်မှဆိုရွေးကောက်ပွဲနဲ့နေမှထားလို့တာလူလူကြားတဲ့ကိုစိတ်ဝင်ပြတ်နဲ့မနေထိုင်ဘူးအာသူတို့သူတို့ရဲ့ပါတီ uniform ဝတ်စုံကိုတော့ လူကြားထဲမှာစိတ်ဝင်ပြန်တာမလုပ်နိုင်ဘူး marketing strategy အားနဲ့လားဒါမှမဟုတ်ဟိုလူမိတ်တဲ့ပဲလုပ်လို့ဘလို့ဆောင်တော့ကျွန်တော်နားမလို့ရှင်းလို့ကိုမရဘူးမရောက်ကြတော့ဒါအမှန်တရားအဲ့တော့မဲတကယ်မဲထဲဟိတ်လဲဆိုအကုန်ရှုံးလာပဲအကုန်ခွက်ခွက်လန်ရှုံးခွက်ခွက်လန်ရှုံးကြတာရှုံးကြပြီးတော့ဟိုဘာမှမဟုတ်ဘူးနော်အဲ့တော့ဘာကြောင့်အဲ့ဒါဘာကြောင့်လဲဆိုတော့လူလူကဒီနိုင်ငံရေးပါတီအကုန်လုံးပုံမှာယုံကြည်မှုမရှိဘူးယုံကြည်မှုမရှိအဲ့နိုင်ငံရေးပါတီခေါင်းဆောင်လေးမရှိဘူးနော်အဲ့နိုင်ငံရေးပါတီခေါင်းဆောင်တွေဘက်မှာကနော် မင်းတို့ရဲ့နော်အာစစ်ဘူးချော်ဒီမင်းတို့ရဲ့ခွေးတဒတ်တွေအကောင်လုံးလဲဘဲပီသူလူထုကမှာအားမပြေဘူးနော် ထောက်ကလည်းမထောက်ခံတော့ပါဘူးနော်ဆိုတော့ဒီမဲကိစ္စနဲ့ပတ်သက်ပြီးမှာဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမှာတော့နော်ဒီဘောမတွေဖက်ကကြည့်လို့ရှင်လဲသူတို့အချင်းချင်းတောင်မှတောင်နဲ့တောင်တိုက်ခိုင်းနေကြတာအချင်းချင်းတောင်မှပြောင်းနေကြပြီနော်ဆိုတော့แกสร้างจิจาดาบ่บลูอฉินนี่မျိုးဖြစ်လာမယ်เนาะဟုတ်ပါပြီเนาะ ဒီ trend တွေနဲ့ပတ်သက်ပြီးမှာ play determine တော့ချက်လေးတွေကို comment မှာရေးပြကြပါ။အပြီးအဆုံးထိကြည့်စုပြီးသူရောက်စီတာအရင်ကျေးဇူးတင်ပါတယ်။ကျွန်တော်နောက် trend တွေနဲ့ပြန်ဆောင်ကြရအောင်နော်။